အိန္ဒိယနိုင်ငံရဲ့လေရင်ပြတ်ချမှုခီးတဲ့နှင်းအားချောပါလာတာမှာအကုန်လုံးသိဆုံးသွားပြီလို့သတင်းတွေထွက်ပေါ်လာလို့ပနိုင်ကလုံးကပြည်သူတွေကတော့အယံကိုထိတ်လန့်နေကြပါပြီအိန္ဒိယနိုင်ငံအနောက်ပိုင်းဂူဂျာရက်ပြည်နယ်အမီတာဘက်မြို့ကနေအဲအိန္ဒိယလေကြောင်းလိုင်းပိုင်လေရင်သစင်းဟာဒီကနေ့ဇွန်လ12ရက်နေ့မှာလေစိတ်ကနေပြန်တပြီးမကြာမီမှာပဲပြတ်ချသွားခဲ့တယ်လို့ကြားသိရပါတယ်အမီတာဘက်မြို့ကနေလန်နမြို့ကဂက်ဝစ်လေစိတ်ကိုထောက်ခဲ့တဲ့ fly AI 171 Lean ပေါ်မှာလူ240ဦးလိုက်ပါသွားခဲ့တယ်လို့ဆိုပါရယ် AI India ရဲ့ထုတ်ပြန်ချက်ထဲမှာတော့လောလောဆယ်အသေးစိတ်ကိုလီလာဆက်စင်းနေစေဖြစ်ပြီးအများဆုံးနောက်ထပ်သိရတဲ့သတင်းတွေကိုဝေမျှပေးမယ်လို့ဆိုပါရယ်လီယင်ပြစ်ချက်ရအပျက်စီပုံတွေထဲမှာတော့မိသားသမားတွေနဲ့ကိစ္စရေးလုပ်သားတွေကူညီရေးလုပ်ငန်းဆောင်ရွက်နေကြတာမြင်တွေ့ရပါရယ်လီယင်ပြစ်ချက်တဲ့အချိန်မှာထူထဲတဲ့မိခိုးလုံးကြီးထွက်ပေါ်လာတာကိုလေခက်လန့်လန့်ကနေမြင်တွေ့ခဲ့ရတာပါအဲအိန္ဒိယရဲ့အစိုးရဒဏ်ရာရရှိသူတွေကိုအနည်းဆုံးဈေးဝယ်စီ ခေါ်ပြီးနေတယ်လို့သိရပါတယ်အာနာပိုင်တွေကတော့အထက်အသေးဆုံးစင်းကိုအသေးချထုတ်ပြန်တာမရှိသေးပေမဲ့အကုန်လုံးသေဆုံးသွားနိုင်တယ်ဆိုပြီးတော့အခုကနဦးသတင်းတွေထွက်ပေါ်လာတာဖြစ်တဲ့တော့တကပါလုံးကပြည်သူတွေကတော့အယံကိုထိန်းတန်းနေကြပါပြီအဲ့ဒီပြက်ကြခဲ့တဲ့အဲအိန္ဒိယလေဟာဆရာဝန်တွေနေတဲ့အိမ်ငါးဆောက်ဥပေါ်ကိုဒါပြက်ကြခဲ့တာဖြစ်တယ်လို့ဒေသဆိုင်ရာရေးရာရှိသူကအတည်ပြုထားတာလေးဖြစ်ပါရယ်ဗျာ